အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ကမ္ဘာဖလားပြိုင်ပွဲဝင်တဲ့ Chess World ဝင်ထားတဲ့အသင်းတွေတဲကနေတသင်းချင်းဒီဘယ်သူ Champion ဖြစ်နိုင်လဲဘယ်သူ Chance ရှိလဲဘယ်လိုအခြေအနေရှိလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တောက်လျှောက်ပြောပြရင်းနဲ့အခုဒီကနေ့က Belgian အသင်းပေါ့လေ2018 2016 2020 Euro 2020ကာလက Belgian ရဲ့ Golden Generation ကာလဖြစ်တယ်အဲ့အစ်မ Roberto Martinez နဲ့သူတို့ ဆက်ရှိတုန်းကတော့တတိယနေရာရခဲ့ဘူးတယ်အဲ့ဒါကဘယ်ဂျန်သမိုင်းတခြားရဲ့အမြင့်ဆုံးအောင်မြင်မှုဖြစ်တယ်တော့အခုအသင်းကစပြီးတော့ revolution ပြန်ပြောင်းလာတဲ့အချိန်မှာအခုလက်ရှိမှာလူငယ်လူကြီးမျှတမှုနဲ့တော့ဖြည်းဖြည်းချင်းတော့စပြီးတော့ Belgium ကပြန်လျှောက်လာတဲ့အချိန်မှာအခုသူတို့နီးပြကရူဒီကာစီယာပေါ့လေအာနာစာနီးပြဖြစ်တဲ့ယင်ရိုမာနီးပြဖြစ်တဲ့ AC Milan နီးပြဟောင်းတွေဖြစ်ခဲ့တဲ့ဒါဥရောပအတွေ့အကြုံရှိတဲ့ပြင်သစ်လူမျိုးနီးပြရူဒီကာစီယာကိုသူတို့နီးပြဖြစ်ခန့်ထားပြီးတော့ Belgium ဟာအခုစပြီးတော့ ဒီနေ့ကမ္ဘာဖလားပြိုင်ပွဲချေစပွဲအတွက်ဟိုတနေ့ကသူတို့ waste ကိုသူတို့ဝေးခွင့်မှာနိုင်လိုက်တဲ့အတွက်ကြောင့်ဘယ်ဂျန်ကချေစပွဲအောင်မှုအခြေအနေကောင်းပြီဆိုတော့ဒီသင်းကစီနီယာကစားသမားတွေလူငယ်ကစားသမားတွေကိုမျှတပြီးတော့ပြန်တိဆောက်နေရတယ်ဆိုတော့2018 golden generation ဆိုရင် deplina တို့ edin hazard တို့တော်တော်လေးကောင်းခဲ့တဲ့အသင်းပေါ့လေ အဲ့ဒင်းကဒီတီပိုခေါ်ထွားလဲပါတာပေါ့လေအဲ့တုန်းကအိုတာဗဲရာတို့ဘက်ကယန်ဗတွန်ဂန်တို့တကယ်ကောင်းတဲ့အသင်းကနေအခုလက်ရှိ Belgium ဟာ completely different team ဖြစ်လာပြီဆိုတော့အခုလက်ရှိ Eurozone မှာ Belgium ဟာသူ့အုပ်စုပေါ့လေသူ့အုပ်စုရဲ့ Eurozone ရဲ့အုပ်စု G မှာ6ပွဲကစားပြီး14မှတ်ရထားတယ်သူတို့ရဲ့အနီးဆက်ဆုံးပြိုင်ဘက်ကမြောက် Macedonia အဲ့မြောက် Macedonia ကို Belgium ကဟိုတနေ့ကတေချထားတယ်ဒါပေမဲ့သူတို့အခု6ပွဲမှာ၄ပွဲနိုင်2ပွဲတေချပြီးတော့ ်ဘယ်လ်ဂျန်ကအခုလောလောဆယ်မြောက်မက်ဆီဒိုနီးယားအဝေးကွင်းသွားခံရမယ်ဒါပေမဲ့သူတို့ကတပွဲရော့ကို14မှတ်ရထားပြီးသားဖြစ်ပြီးတော့ဝေးစ်က10မှတ်ဆိုတော့ကျွန်တော်ထင်တော့မြောက်မက်ဆီဒိုနီးယားနဲ့ဘယ်လ်ဂျန်ကအဓိကဖြစ်မယ်ချစ်ပွဲကတော့အောင်ဖို့တေချာသလောက်ပဲဒါကျွန်တော်မြင်တော့ဘာလို့ဆိုတော့ဘယ်လ်ဂျန်ကအဝေးကွင်းမှာကျွန်တော်တို့ကာဇက်စတန်ကိုသွားခံရမယ်မြောက်မက်ဆီဒိုနီးယားကသူကနှစ်ကြော့လုံးကန်ပြီးရောအဖြစ်တကြောင်သူတို့မှာက အဝေးကွင်းမှာကာဆက်ဆန်တပွဲရှိမယ်အိမ်ကွင်းမှာလက်ချစတိန်ဖြစ်တဲ့ကြောင့်ဘဲဂျန်ကအဲ့နှစ်ပွဲလုံးသူတို့နိုင်ရင်သူတို့အခြေအနေကောင်းတော့ဖြစ်သွားပြီဆိုတော့ဒီနေရာမှာဒီဘဲဂျီယာအသင်း ဒါအခုဒီ worker qualifier ရဲ့ Belgium ရဲ့ခြေစွမ်းတွေကိုကြည့်လိုက်လို့ရှိရင်တို့ပထမဆုံးကန်တဲ့မြောက်မက်ဆီဒိုနီးယားဘက်ကိုတကူးစီတည်ကြတယ်။အိုက်ကနေမှဆင်း Wales ကိုတို့အိမ်ကွင်းမှာ4-3နဲ့နိုင်တယ်။နောက် Leicester ကို6-9ပြတ်နိုင်ပြီးတော့ Kazakhstan ကို6-9ပြတ်နိုင်တယ်ပြီးတော့ဒါမြောက်မက်ဆီဒိုနီးယားကိုတည်ကြပြီးအခု Wales ကိုတို့နိုင်ထားတယ်။ဆိုတော့ Kazakhstan ကို away ကွင်းတစ်ပွဲပြီးတော့မှအိမ်ကွင်းမှာ Leicester နဲ့တစ်ပွဲကန်ရမယ်။ဆိုတော့ဒီ Belgium အသင်းမှာ ူလလောဆယ်ခြေစစ်ပွဲတစ်လျှောက်ဂိုးများဆုံးတွင်းလာတာတော့33နှစ်အရွယ်ရှိတဲ့ Cameron De Bruyne ကဂိုးများဆုံးတွင်းထားတယ်ပြီးတော့မှ Jeremy Doku ရှိမယ် Julian Tillman ရှိတယ် surprise တင်တော့ Belgium အသင်းရဲ့ captain ကဘယ်သူလဲဆိုတော့ကျွန်တော်လည်းအရင်တော့မသိဘူးဗျဒါပေမဲ့အခုလောလောဆယ် so far ရမှာ Belgium Lewis အသင်းကသူတို့ရဲ့ ကပတိန်အဖြစ်ဘူးယူလီတီလမန်ကိုရွေးထားတယ်ယူလီတီလမန်ကိုဘယ်ဂျန်ကကပတိန်ဖြစ်ရွေးထားတယ်ကျွန်တော်ကပြဘယ်ဂျန်လူဝေးစင်အသင်းရဲ့ကပတိန်ကဗင်းစင်ကွန်ပဏီကွန်ပဏီကလည်းအစင်းစင်းအစင်းစင်းနဲ့အခုတကယ်တော့ကပတိန်ကလူကာကူကိုပေးလိုက်လို့ဆိုပြီးတော့ဒီဘူကော့တာကစိတ်ကောက်သွားတယ်အဲ့ကနေပါစင်အခုဘယ်ဂျန်နီးပြားကတီလမန်ကိုပဲပေးလိုက်တယ်ဒီဘရိုင်းနာလည်းကပတိန်မဟုတ်ဘူးဒီဘူကော့တာလည်းကပတိန်မဟုတ်ဘူးလူကာကူလည်းကပတိန်မဟုတ်ပဲနဲ့ အက်စတိုဗီလာတင်းရဲ့အသင်းကောင်းဆောင်ကကပတိန်ထီလမမပါလို့ဒါဒီဘရိုင်းနာကကပတိန်ဖြစ်တာဒီဘရိုင်းနာဘွားလည်းကန်တော့ဆိုးတယ်ကပတိန်ယာရုကိုရဖို့သူ့မှာဇာတာမရှိဘူးရခဲ့လေခဏပဲရတဲ့သဘောဖြစ်တယ်ဒါပေမဲ့ထားပါတော့ဘယ်ဂျန်ရဲ့လက်ရှိကပတိန်ကယူလီထီလမန်ကိုကပတိန်ပေးထားတယ်ဒါပေမဲ့လက်ရှိဘယ်ဂျန်အသင်းကဘလောက်ထိလူတောင့်တင်လဲ ဂိုဒမာတီဘူကော့တွာအသက်33နှစ်ရှိပြီး one of the best player ဖြစ်တဲ့တီဘူကော့တွာရှိတဲ့အရန်မှာ Manchester United က Sunny Lamman ရှိတယ်ပြီးတော့မှ Marcel ဆိုတာ Northern Forest ဂိုဒမာရှိတယ်ဆိုတော့ကြိုက်တဲ့ဂိုဒမာပြဿနာမရှိပေမဲ့ခန်စစ်ကဘယ်ဂျန်ရဲ့ပြဿနာဖြစ်တယ်အခုလောလောဆယ်မှာ writer ကခေါ်ထားတဲ့ဒီကူပါဆိုတဲ့အဲ့ဘက်တောင်ဘက်ကချက်တိတ်တွေကတော်တော်ကောင်းတယ်ဗျပြီးတော့အခုချိန်ထိအားကိုးနေရတဲ့ Thomas Munier Thomas Munier ကအခုသက်34ရှိပြီးလီယံမှာကစားနေတဲ့ကစားမဖြစ်တဲ့ပြီးတော့မှ Leicester City ကနေအခု Fulham မှာခြေစွမ်းပြနေတဲ့ Cassandra ရှိတယ်စန်တာဘက်ထဲမှာတော့ကျွန်တော်တို့ခုနပြောတဲ့ထဲက Tete တို့ Di Basto တို့ကစားမတွေရှိတယ် Sporting နဲ့အခု Eintracht Frankfurt ကစားမအချို့ရှိပြီးတော့ Belgium ရဲ့စန်တာအတွဲခန်းစစ်အတွဲကတော့အရင် strong မဖြစ်တဲ့အတွဲဖြစ်ပြီးတော့ ကွင်းလေကအခုချိန်တီကို action whistle ကိုပြန်ခေါ်ထားတယ် De Bruyne ရှိတယ်ပြီးတော့မှအခု Castellari ဆိုတဲ့ကစားမလေး Atlanta ကစားမလေးတယောက်ရှိတယ်ပြီးရင် Malin Fofana ဆိုတာအခုလက်ရှိပြင်သစ်ကလပ် Lyon မှာကစားနေတဲ့အိုက်တောင်ပေါ်မှာတော်တော်ကောင်းတဲ့ချက်တီးလေးရှိတယ် Malin Fofana ရှိတယ် Jeremy Doku ရှိတယ်ပြီးတော့ Amandu Onana ရှိတယ် Onana ကအခု Aston Villa မှာ DRV injury ပြဿနာဖြစ်နေလို့ဒါပေမဲ့ Onana ရှိတယ်မှန်တမ်းပြောပြ Tillman ကိုထည့်လိုက်မယ်ဗျာ Tillman ရှိတယ် Onana ရှိတယ် De Bruyne ရှိတယ်ပြီးတော့မှ Axel Witsel ရှိတယ်ပြီး Malin Fofana ရှိတယ် Fullback လေးတွေအားကောင်းတယ်ကွင်းလည်းမဆိုးဘူးလို့ပြောလို့ရတယ် Tactics ကတော့ လူကာကူပြန်လာမယ်လီယန်ဒိုထရော့ဆောရှိမယ်ပြီးတော့မှတခြားကစားသမားတွေထဲမှာကျွန်တော်တို့အခုလောလောဆယ်အနေထားရယူအန်ဘခါယူကိုဆိုတာအခု PSV Eindhoven မှာကစားတယ်အခုတော့ live set ကိုရောက်သွားတဲ့ကစားသမားရှိတယ်အဲပြီးရင်တခြားကစားသမားတွေတော်တော်များများရှိသေးတယ်ဆိုတော့ဒီ Romelu Lavia ဆိုတာကတိတ်မကြခင်ပြန်ရွေးခံမယ်အခု Chelsea နဲ့အတူတူဒဏ်ရာရနေလို့ဒါတိတ်မကစားလို့ဒါတိတ်မကြဘူး Lavia လည်းလွေးချင်းကိုပြန်သွားနိုင်ပြီးတော့ ။နောက်ကျွန်တော်တို့မာစီကိုရောက်သွားတဲ့ဗာမန်ဆိုလီယိုမာကစားနေတဲ့မန်ဂါလာတို့တော်တော်များများရှိတယ်။သူတို့သူတို့မှလည်းထိုက်တဲ့နေပေါ့လေ။ဆိုတော့တိုက်စစ်ကထရော့ဆောတို့ဒုကူတို့လူခါခုပြန်လာမယ်။ နောက်တချို့ကစားမလေးတွေရှိတယ်။ open data လို့ပါလို့လည်းသူတို့ရှိမှရှိသေးတယ်။ဆိုတော့ Belgian ရဲ့လူစင်းက decent လူစင်းကိုပိုင်ထားတယ်။ဒါပေမဲ့ဒီလူစင်းနဲ့ champion ဖြစ်နိုင်တဲ့အရေးသွေးမရှိဘူး။အမှားတမ်းပြောတာ။ Belgian ကျွန်တော်တင်တော့အလုံးစုံတက် quarter final ပဲ။ပြီးခဲ့တဲ့ World Cup တုန်းကဆို Belgian က group stage တောင်လှည့်ပြန်ခဲ့ရတာ။ Belgian ရဲ့အစင်လာက World Cup မှာလည်းသူတို့အစင်လာတိတ်မရှိဘူး။ဒါကမ္ဘာဖလားပြိုင်ပွဲတစ်လျှောက်မှာသူတို့ချင်းစွဲ online မ online နဲ့1986ကမ္ဘာဖလားပြိုင်ပွဲတုန်းကသူတို့စတုထရရတယ်။အဲဒီတုန်းကမက္ကဆီကိုမှာလုပ်တဲ့ကမ္ဘာဖလားမှာပြီးတော့2018ရုရှားမှာလုပ်တုန်းကသူတို့တတိယရခဲ့ဘူးရော ော့အဲ့ဒါပဲနောက်ချစ်စပွဲကပြီးခဲ့တဲ့ကာတာမှာချစ်စပွဲမအောင်ဘူးဆိုတော့ဘယ်လ်ဂျီယံကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပေမဲ့အခုပြစူပါစတာကဒီဘရိုင်းနာရှိမယ်ထီဘူခေါ်တာရှိမယ်လူကာကူရှိမယ်ဒါစီနီယာထဲမှာဒီဆန်ပလေယာတွေထဲမှာကျွန်တော်ထရော့ဆောရှိတယ်အိုနာနာရှိတယ်ဒူကူရှိတယ်အိုပန်ဒါတို့ပါတို့ဘာကာယူကူရှိတယ်ခန်စစ်ကလည်းတချို့ကစားမလေးဒါပေမဲ့ဘယ်လ်ဂျီယံရဲ့ ခံစားရန်အားနေတယ်အဲ့ဒီချက်ကနည်းနည်းလေးစဉ်းစားစရာဖြစ်တယ်တိုက်စစ်ကတော့မဆိုးလို့ပြောလို့ရတယ်ဒါပေမဲ့ဘယ်လ်ဂျီယံဟာစောင့်ကြည့်စရာကောင်းတဲ့အသင်းထဲမှာပါပေမဲ့ချန်ပီယံဖြစ်ဖို့လို့ဆီမီဖိုင်နယ်တက်ဖို့ထက်ကျွန်တော်အမြင်တော့ quarter final ကအမြင့်ဆုံးပဲဒါကကျွန်တော်ဘယ်လ်ဂျီယံအသင်းဘာလို့ဆိုတော့ De Bruyne က34ရှိပြီဗျဆိုတော့သူတို့မှာ winger စီတော့ရှိတော့ရှိတယ်ဒါပေမဲ့ဘယ်လ်ဂျီယံကိုကျွန်တော်တို့အများကြီးစောင့်ကြည့်ရအောင်မှာဖြစ်ပြီးတော့လက်ရှိအနေထားရ Rudy Garcia ရဲ့အသင်း captain ကိုသူဖြည့်ရှင်းလိုက်တယ်ကျွန်တော်သဘောကျတာ ဒီဘရိုင်းနာပြဿနာမရှိဘူးဗျာလူကာကူကလည်းကပ္ပတိန်လိုချင်တယ်ထီဘိုကိုရာလည်းကပ္ပတိန်လိုချင်တော့အဲ့ဒါတရားမပေးဘဲနဲ့ထေလမန်ကိုသူကကပ္ပတိန်ကောက်ပေးပြီးတော့လူကာကူကို Vice Captain ပေးထားတာဆိုတော့ဒါကတော့ခုလောလောဆယ်ဘယ်ဂျီယံအသင်းဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်